မင်္ဂလာပါရှင်ခေတ္တရေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးပါကန်ရှိ KIA တပ်မတော်ကိုတိုင်ရင်၆ကိုလေးချောင်းမှပုံကျဲတိုက်ခိုက်ပြီးစစ်ကြောင်းထိုးတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဖားကံမြို့နယ်ကန်စီဒေသရှိ KIA တပ်မဟာကိုတရင်ချောင်းနေမြေကိုစစ်ကောင်မရှင်ကဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အောက်တိုဘာလ21ရက်မနက်ပိုင်းအချိန်မှာစစ်ကောင်မရှင်ကဝိုင်းတွဲလျင်ဖြင့်တရင်ချောင်းနေမြေတွင်သို့ဘုံလုံးရီ36လုံးကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တရင်ချောင်းနေမြေတွင်မှာစစ်တပ်ကမြေပြင်ဝေဟင်းစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပါတယ်ဟုစစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။စစ်ကောင်မရှင်နဲ့ရှမ်းပြည်တဲ SNA တို့အင်အားအလုံးရင်ဖြင့်တရင်ချောင်းနေမြေတွင်ကိုစစ်ကြောင်းထိုးဝင်ရောက် လာတဲ့အတွက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပါရစေကော်မရှင်တက်ဆွဲထားတဲ့စိုင်းတောင်ယူမာလန်ပေါ်ရှိအေဘာဝင်းမျိုးချန်နဲ့မရှိကထောင်တရုတ်ဘုံကြောင့်ရခိုင်ကုန်းပေါ်မှာထိတွေ့တိုက်ပွဲများပြင်းထန်နေပါတယ်။ဖာကန်တွင်ဝင်းရောက်စစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်တက်ချို့ထွက်ခွာသွားတော့လေကျန်းရှိနေတဲ့စစ်ကောင်စီနဲ့ရှမ်းနီပြည်သူစစ်များပူးပေါင်းပြီးတရင်ချောင်းနေမြေတွင်စစ်ကြောင်းထိုးလာသည့်အတွက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ KK Pad ကိုဘသူထိန်ချုပ်ထားတာလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဖွဲ့တွေမြောက်ရီမြို့နယ်ကကြားဖြန့်အဆောက်အဝင်တစ်ခုဖြစ်တဲ့ KK Pad ကိုအော်တိုဘာလ19ရက်မှာဝင်စီပြီး Starling District အပါအဝင်လူတွေကိုဖမ်းဆီးခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကရင်တရင်ဌာနဖြစ်တဲ့ KIC ကဝင်ရောက်စီးနှင်းမှုဟာ BGN နဲ့စစ်တပ်လက်ဝါးရိုက်ပြီးဇက်လန်းဆန်နာလို့ရေးပါတယ်။စစ်ကောင်စီမီဒီယာတွေကထုတ်ပြန်တဲ့တရင်တပ်ပုံတွေကြောင့်သူတို့တပ်ဖွဲ့ဝင်တွေ KK Bat ကိုဝင်စီးတရားဆင်ပြီးရိုက်ထားတာကိုအထင်သာတွေ့ရပါတယ်။အဲ့ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းက KK Bat ဟာ KNU နဲ့တရုတ်ကုမ္ပဏီတို့ကစာချုပ်ချုပ်ပြီး လုတ်ကင်နေတာဖြစ်ကြောင်းသူတို့လုံနေကြထုံးစံအတိုင်းလုတ်ပါတယ်2023ခုနှစ်မှာအွန်လိုင်းပေါ်မှာပြန်ခဲ့တဲ့ KNU ပိုင်မူလအီအလင်းကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့ချုပ်ဆိုထားတဲ့စာချုပ်ပါချက်လက်တွေကိုအခြေခံပြီးပြောတာပါ။ဇော်မင်းထော်အနေနဲ့အခြားချက်လက်အစ်တွေပြောဆိုသွားတာမရှိပါဘူး။တရုတ်တို့ရဲ့ကြားဖြန့်ကုမ္ပဏီတွေနဲ့ချုပ်ဆိုတဲ့စာချုပ်တွေအများကြီးရှိနေတဲ့အထက်မှာ KNU နဲ့ချုပ်ထားတဲ့စာချုပ်တစ်ခုပဲအွန်လိုင်းပေါ်ကိုရောက်ခဲ့တာဖြစ်ပါတယ်။ BG ရဲ့ DKP တို့နဲ့ချုပ်ဆိုတဲ့စာချုပ်တွေလက်ရှိချိန်ထိပေါက်ကြားလာခြင်းမရှိသေးပါဘူး။ KK ပတ်ရဲ့ဒီနေရာ KK ပတ်ဟာမေထော်တလီကျေးရွာအုပ်စုတွေကဘဲဟီကလော်ကျေးရွာနဲ့အင်ချင်းမြိုင်ကျေးရွာကြားမှာတည်ရှိတာပါအင်ချင်းမြိုင်ဆိုတာနေသားဆောင်တဲ့ကရင်ပြည်နယ် BG ရဲ့ထိန်းချုပ်တဲ့ကျေးရွာဖြစ်ပါတယ်2010ခုနှစ်မှာစောချစ်သူဦးဆောင်တဲ့တပ်ဖွဲ့ဝင်ချို့ဟာ DKBA ကနေခွဲထွက်ပြီးမြန်မာစစ်တပ်လောက်ကိုဝင်ကကရင်နေသားဆောင်တပ်ဖွဲ့အဖြစ်ပြောင်းခဲ့ပါတယ်အဲ့ဒီအချိန်က DKBA ဟာဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော်နာမည်နဲ့သာရှိသေးပြီးဗိုလ်ချုပ်စောလာပွဲဦးဆောင်နေချိန်မှာ မှာစောချစ်သူပါဝင်စောမုတ်တုံတင်ဝင်းတို့ဟာ BJ အမြေခံပြီးမြမစစ်တပ်လက်အောက်ကနေနေမြေတွေနဲ့စီးပွားရေးလုပ်ပိုင်ခွင့်တွေရရှိခဲ့ပါတယ်အဲဒီကနေမှရှေးကုတ်ကိုမြိုင်မြစ်တာလင်းမြိုင်အင်ချင်းမြိုင်ကျေးရွာတွေဆိုပြီးမူရင်းရှိရင်းဆွဲရွာတွေကိုအမြေပြောင်းကသူတို့ထိန်းချုပ်ခဲ့တာပါ မြောက်ရီမြောက်ဖက်မှာရှိတဲ့ရွှေကုန်းကိုမြိုင်ကျေးရွာကအစောဆုံးဖြစ်ပြီးခေါင်းဆောင်စောချစ်သူကထိန်ချုပ်ပါတယ်။မြောက်ရီတောင်ဘက်မှာရှိတဲ့မြစ်တာလင်းမြိုင်နဲ့အင်းချင်းမြိုင်ကျေးရွာမှာအင်းချင်းမြိုင်ကိုစောမုတ်တုံကထိန်ချုပ်ပြီးမြစ်တာလင်းမြိုင်ကိုတော့ဘသူထိန်ချုပ်တယ်ဆိုတာအထောက်အထားမတွေ့ရပါဘူး။အဲဒီတော့ PG ရဲ့ထိန်ချုပ်ထားတဲ့အင်းချင်းမြိုင်ရွာနဲ့ကဲ့ရက်မှာတည်ရှိတဲ့ KK Bus ကိုဘသူထိန်ချုပ်တယ်ဆိုတာအပြေထုတ်ဖို့တိတ်မနှံနေပါဘူး။ KNU နဲ့ချုပ်ခဲ့တဲ့စာချုပ် ကရင်မျိုးတောင်စီယုံ KNU ပိုင်မူလီအလင်းကုမ္ပဏီနဲ့တရုတ်ကုမ္ပဏီတို့က2022ခုနှစ်ဖေဖော်ဝါရီ18ရက်ရက်စွဲနဲ့စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။စာချုပ်ပါအချက်လက်တွေ2023ခုနှစ်မှာအွန်လိုင်းပေါ်ပေါက်ကြားခဲ့ပါတယ်။စာချုပ်ပါအချက်လက်အများကြီးတွေကငောင်းရမ်းလိုသောမြေနေရာခံမှန်းဧကတရားခန့်ရှိပါသည်ဆိုတဲ့အချက်ကိုအဓိကရှင်းပြပါမယ်။ KK Pet အဆောက်အဦဝင်ရဲ့အကျေကဧကတရားမကပါဘူး။ Google Ad ကိုအသုံးပြုပြီး area ကို တိုင်းတာကြည့်တော့ KK Pad အဆောက်အဦဝင်ဟာဧကပေါင်း940ကျော်ကျေဝန်းနာကိုတွေ့ရပါတယ်။မြေပုံမှာပါတဲ့တရုတ်ကုမ္ပဏီနေရာကိုတိုင်းတာကြည့်တော့ဧကတရားဝန်ချင်းကျဲတာကိုတွေ့ရပါတယ်။ဒီနေရာကို တရုတ်က South China Morning Post ဖော်ပြခဲ့တဲ့မြေပုံကိုအခြေခံတာဖြစ်ပါတယ်။ South China Morning Post ရဲ့မြေပုံအရာ ဧရိယာတွက်ချက်မှုအရာကိုကြည့်ရင် KNU စာချုပ်ချုပ်တဲ့နေရာဟာ KK ဘက်နေရာမဟုတ်ဘဲမြောက်ဘက်မှာရှိတဲ့နှမိုင်ကအကွာမှာရှိတဲ့အဆောက်အဦဝင်ဖြစ်ဖို့ရာဂိုင်းတော့ပုံများပါတယ်စစ်ကောင်စီကတော့သူတို့လိန်နေကြအတိုင်းစာချုပ်တပ်ပုံကိုအခြေခံပြီး KK ဘက်ကို KNU ကအကျိုးတူလှုပ်ဆောင်နေတယ်လို့ပြောပါတယ်ထွက်ပေါ်ခဲ့တဲ့စာချုပ်ထဲမှာလေ KK ဘက်ဆိုတဲ့စက်လုံးကိုမတွေ့ရပါဘူးတိဆောက်ခဲ့တဲ့ကိုနဲ့ ကေကေပတ်နဲ့ဟွန်ညာဝင်းတွေမှာအဆောက်အဦတွေစတင်ပေါ်ပေါက်လာခြင်းကိုဂျိုရုတပ်ပုံတွေကိုအသုံးပြုပြီးစစ်ဆေးကြပါတယ်။ တွေ့ရှိချက်မှာတော့ KK ဘတ်ဒီရှိရာနေရာမှာအဆောက်အုံတစ်ခု2019ဒီဇင်ဘာမှာစတင်ထွက်ပေါ်လာပါတယ်2020 February 14ရက်နေ့မှာအဆောက်အုံတစ်ချို့ပေါ်ထွက်လာပါတယ် KNU နဲ့ဟွန်ညာ International Holding Group တို့စာချုပ်ချုပ်ဆိုခဲ့တဲ့ရက်စွဲက2020 February 18ရက်ဖြစ်ပါတယ်စာချုပ်ချုပ်ဆိုတဲ့ရက်မတိုင်ခင်ကတည်းက KK ဘတ်ဒီနေရာမှာအဆောက်အုံတွေပေါ်ထွက်ခဲ့တာကိုကြည့်ရင် KNU မြင်ကားထားတာဒီနေရာမဟုတ်ဖို့ယာကိုင်တော့များပါတယ် ဝန်ကြီးအဆောက်အဦဝန်မှမြင်ကြီးတာတွေလှုပ်ဆောင်နေတာကိုတော့2020ဇူလိုင်လမှာစတင် တွေ့ရှိခဲ့ပါတယ်။ဒီချက်တွေကိုကြည့်ရင် KNU မြင်ငားခဲ့တဲ့နေရာဟာပုံသုံးမှာပါဝင်တဲ့အဝါရောင်အကွက်နေရာ ဖြစ်ဖို့နှိစက်ပါတယ်။အနေရောင်အကွက်က KK Bat ပါ။ KK Bat ကိုဘယ်သူတွေထိန်းချုပ်ထားလဲ။ ဒီနေ့ဥပိုင်းကနိုင်ငံတကာသတင်းတွေကတင်ဆက်ခဲ့တဲ့ကြားဖြတ်မှာဖမ်းဆီးလူကုန်ကူးခံရသူတွေကိုပြန်ပို့တဲ့သတင်းတွေမှာ BGF ခေါင်းဆောင်ပိုင်းတွေပါဝင်နေတာကိုဗီဒီယိုတပ်ပုံတွေကနေတဆင့်သိရပါဗျ။ KK Pat မှာဖမ်းဆီးလူကုန်ကူးခံရသူတွေကို BGF ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့စောချစ်သူစောမုတ်သောနိုင်မောင်စောစောတင်ဝင်းတို့ကို KK Pat area အတွင်းမှာမြင်ရတာပါ။သူတို့နဲ့တူ BGF တပ်ဖွဲ့ဝင်တွေလည်းလက်နက်တွေနဲ့သတင်းထောက်တွေကိုလုံခြုံရေးယူပြီးတည်ယူပို့ဆောင်ရေးလုပ်တာကိုတွေ့ရပါဗျ။အဲဒါကိုကြည့်ချင်းအဖြစ် ၊ KK ဘတ်ကကြားဖြန့်တွေကိုဘဲဖွဲ့ကလုံခြုံရေးယူ၊ဘဲဖွဲ့ကထိန်းချုပ်ထားလဲဆိုတာသိတာထင်ရှားပါတယ်။အဲဒီတော့ KNU ကအခကြေးငွေယူလုံခြုံရေးပေးတယ်ဆိုတော့ဇော်မင်းထွန်းရဲ့ပြောဆိုချက်ကတင်းချက်လက်တင်နဲ့ကွဲလွဲနေပါတယ်။ အထက်ပါတွေ့ရှိချက်တွေ့ချက်မှုတွေကြောင့် KK ဘတ်ဟာ BGF ဖွဲ့နဲ့တရုတ်ကုမ္ပဏီတွေစာချုပ်ချုပ်ဆိုလုပ်ကင်ခဲ့တာဖြစ်ဖို့ရာဂိုင်းနှုံးပုံများပါတယ်။သို့သော KNU နဲ့ဟွမ်ညာ International Holding Group တို့ချုပ်ဆိုခဲ့တဲ့စာချုပ်ကလူမှုကွန်ရက်မှာပေါက်ကြားခဲ့တဲ့အတွက်ထိုင်းမြန်မာနေဆက်ကကြားဖြန့် site တွေကတစိမ့်တစ်ပိုင်းနဲ့ KNU ဆက်ဆက်နေတယ်ဆိုတာပေါ်လွင်ပါတယ်။အဲ့ဒီတော့ KNU အနေနဲ့ဘဲကောင်းဆောင်ကချုပ်ဆိုခဲ့တာဘယ်သူကတာဝန်ခံမှာဆိုတာတွေကိုပွင့်လင်းစွာဖော်ထုတ်ရှင်းပြဖို့လိုအပ်တယ်လို့မြင်ပါတယ်။တရုတ်အမေရိကအပါအဝင် င်နိုင်ငံတကာတွေကကြားဖြန့်လုပ်ငန်းတွေပေါ်မျက်စိစပယ်မွေးစုချိန်မှာအရေးယူမှုတွေရှိလာရင်ကြားဖြန့်တွေကိုခေါ်တွင်းတဲ့ကြားဖြန့်တွေကို BGF ပါဝင်ဆက်ဆက်နေတဲ့အဖွဲ့တွေလည်းအတိုင်းတာတစ်ခုထိအရေးယူမှုတွေရှိလာနိုင်ပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရေတာရှင်နေရွာသိမ့်ရွာကစစ်ကော်မရှင်တက်စကန်ကိုစီးနှင်းသိမ့်ပိုင်တရင်မှုအပါ15ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရေတာရှင်မြို့နယ်ရွာသိမ့်ချေရွာရှိစစ်ကော်မရှင်တက်ဤအထိုင်စကန်ကိုဒေါ်လန်ဤတက်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ပြီးနောက်စကန်တစ်ခုလုံးကိုသိမ့်ပိုင်နိုင်ခဲ့ပြီးစစ်ကော်မရှင်တက်ဘက်မှတရင်မှုအပါဝင်15ဦးသေဆုံးသွားကြောင်းနေပြည်တော် PDF တက်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ယမန်နေ့အောက်တိုဘာ20ရက်မှာစစ်တောင်းမြေအရှိတ်ဘက်ကမ်းမာတရှိပြီးစစ်ကော်မရှင်တက်ကအင်အား60ကန် ဖြင့်ထိုင်ချထားတဲ့ရွာသိပ်ရွာစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနေပြည်တော် PDF တပ်ဖွဲ့ထံကသိရပါဗျ တိုက်ပွဲအတွင်းစစ်ကောင်ရှင်တရင်မှုဒုတိယဗိုလ်မှူးကြီးနီနီနိုင်အပါ15ဦးသေဆုံးပြီး2ဦးကိုစစ်တုံးပန်းဖြင့်ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်းထုတ်ပြန်ထားပါသည်။ဒေါ်လန်ရေးတပ်ဖွဲ့များအနေဖြင့်တရင်မှုနီနီနိုင်ကိုအရှင်ဖမ်းဆီးနိုင်ရေးကြိုးပမ်းခဲ့တော်လဲပြန်လည်ခုခံသည့်အတွက်ပြစ်ခတ်လိုက်ရခြင်းဖြစ်ကြောင်းကိုလည်းဒေါ်လန်ရေးတပ်ဖွဲ့များကပြောပါသည်။ရှင်းပြင်တိုက်ပွဲဖြစ်ပွားနေချိန်လက်နက်ကြီးပြစ်ခတ်မှုများ၄ချောင်းတိုက်ခတ်မှုများကြောင့်ပိတ်မိနေတဲ့ဒေသခံရွာသားများကိုလည်းတိုက်ပွဲလွတ်ရာနေရာကိုကဲထုတ်ပေးနိုင်ခဲ့ကြောင်းဖော်ပြပါသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်ရှင်တပ်ထံမှ drone ကြမ်းမအထိုင်းစက်ကြီးတလုံး MA11 တလက် MA3 တလက် G3 သုံးလက်60မမတလက် pistol တလက်60မမ G5 လုံး G ပေါင်း10ခု G မျိုးစုံတထောင်ကန်နဲ့မိဆက်တလုံးတင်စီရမိခဲ့ကြောင်းသိရပါတယ်အခုတိုက်ခိုက်မှုကိုနေပြည်တော်တိုင်းစစ်ဌာနလောက်ရှိတရင်မြောင်းစုဖွဲ့ထားတဲ့ပြူအားစစ်ကြောင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လန်ရီတပ်ဖွဲ့ဝင်ရဲဘော်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ကြရသိရပါတယ်